ကျွန်တော်ဟောပြောမဲ့အထက်မှမပါပါဘူးအဲကျွန်တော်ပြောချင်ပါတယ်မြန်မာလူမျိုးများတရုတ်ဆက်နဲ့နည်းနည်းတူပါကျွန်တော်ဒီယိုမလာခင်ပဲကျွန်တော်အိမ်မှာကက်ဆက်ပြတ်တဲ့အတွက်ကျွန်တော်ကက်ဆက်တစ်လုံးသဝဲ့ပါတယ်ကျွန်တော်မှာငွေကြီးအများကြီးမတတ်နိုင်ပါဘူးမတက်နိုင်တဲ့အတွက်ကျွန်တော်အဲ့ဆက်တွေသားကြည့်ပါဂျပန်ဆက်2000ဆိုတာလက်လီလုံးလောက်ပဲရှိပါတတိလေးပဲ ဒါပေမဲ့သူကရေးရှိခံပါတယ်အတန်ဖွင့်လို့ရှင်လေဒီအတိုင်းထွက်ပါတယ်ဒါပေမဲ့သူ့ရဲ့အာမခံရတဲ့ဟာတစ်ခုကတော့ဒါဒါရေးရှိခံတယ်လို့သူအာမခံတာပါတယ်ဒါပေမဲ့ငွေပေးရတာကချင်းတူရင်ကျွန်တော်လိုအကြွားတန်တဲ့ကောင်ကတရုတ်ဆက်ပဲရွေးပါမတောင်းမဲ့ပြရတာခါလောက်ရှိဆက်ကအကြီးပါဖွင့်လိုက်တော့ဒုံဒုံတိုင်းတိုင်းနဲ့ ်ဟိုလိုပဲအတန်ထွက်တယ်ဟိုထထောင်ကျဲသေးတယ်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်စဉ်းစားတယ်မင်းဘာရွေးမလဲကြည့်တော့โอเคဂျပန်ဆက်ကပိုကောင်းတယ်ပိုခိုင်မာမယ်ဆိုတာသိတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာအဲ့လိုတတိကွကွလေးနဲ့အတန်ထွက်တဲ့ဟာကျွန်တော်မရည်ရွယ်ပါဘူးကျွန်တော်ကကျွန်တော်ရည်ရွယ်ချက်ကကောင်းပါတယ်ခါလောက်ရှိတဲ့စက်ကြီးနဲ့အရှိမတင်နာမဲ့ပတ်ဝန်းကျင်ရောဒုက္ခပေးမဲ့လူတိုင်းငါ့ကိုကြည့်အောင် ဟာဒါတော်ပြီအဲ့တော့ကျွန်တော်တရုတ်ဆက်ကိုပဲရွေးပါတရုတ်ဆက်ကလည်းသူဖွင့်ပြတယ်ဖွင့်လိုက်တော့ဒုံုံတိုင်းနဲ့မီးတွေလည်းအများကြီးလင်းတယ်ခလုတ်ကိုနှိပ်လိုက်တယ်ဒုံးဆိုအာလုံးဝဝါကာဝါကာတွေကြားနေရပြီးတော့ stock clue ကိုနှိပ်တဲ့အချိန်မှာ play clue ကခုန်ထွက်ဒုံးခုန်ထွက်လာအဲ့ကောင်ရှောက်ဖမ်းတယ်ရောင်းတဲ့လူဖမ်းပြီးတော့ပြန်တက်ထည့်လိုက်တော့ဟာမင်းအဲ့ဒါဘာဖြစ်တာ ဆရာဒီဆက်ကတော့ဒီလိုပဲဘာမှမပူနဲ့အတန်တော့ကကောင်းတယ်အဲ့ဒါကျွန်တော်โอเคကျွန်တော်လည်းကြွားကျင်နေကောင်းဆိုတော့အဲ့ဆက်ပဲဝယ်တော့မယ်ဇာအေးအဲ့ဆက်ပဲဝယ်တော့တကယ်ကြီးတဲ့အခါကျတော့သူ့စီမှာဘာတစိမ့်မှမပါဘူးအဲ့ကဆက်မှာဘာတစိမ့်မှမပါဘူးအဲ့ဒါကျွန်တော်ဟာမင်းအဲ့ဒီဆက်ကြီးဝယ်ပြီးတော့2000ကျင်းတူတူကွာဟိုဟာဆုံးနေရမယ် ဟိုကဆန်ညိုရောင်အဲ့ဒါမျိုးကြောင့်မင်းဟာဘာတစိမ့်မှလည်းမပါဘူးအဲ့ဒါဘာဖြစ်တာလဲဆရာလွယ်လွယ်လေးဆရာဘာတစိမ့်လို့ခြင်းမပြောဟမ်ဘာတစိမ့်ပိုင်အိုနီယာကျွန်တော်မှရှိရဆရာကျွန်တော်ကတ်ပေးလိုက်မယ်အဲ့ဆက်ကပိုင်အိုနီယာဖြစ်သွားဆမ်ဆောင်လို့ကျင်လာဟာရတယ်လေဆရာဆမ်ဆောင်ကျွန်တော်မှတစိမ့်ရှိဟောမကြီးဟာရလေးကတ်လိုက်လို့ကျင်အဲ့ဆက်ဆက်ကဆမ်ဆောင် ျွန်တော်တို့မြန်မာလူမျိုးများတရုတ်ဆက်လို့ပါဘာတစိကကက် okay ပါအရင်တော့လူလူပြိတ္တကြီးရှင်ဆိုတဲ့လူဘယ်ရောက်သွားလဲအခုအခုဘယ်တစိကိုပြောင်းကတ်လိုက်လဲအရင်တော့ဘောလုံးပွဲတွေဘောလုံးကြံနေဆိုတာနံပါတ်1ပဲအခုအချိန်မှာဘောလုံးကြံနေကိုတယောက်မှမဖတ်တော့ပြီးတော့တည်င်းကြံနေပြန်ဖတ်ကြတယ်တည်င်းမှာတည်င်း တည်တဲမှာတည်တဲတည်တဲမှာမဖက်ရလို့ရှိရင်ငါတို့တော့ခက်နှောက်ကြကြီးရဲ့တည်င်းကြနယ်လေပြောင်းဖက်ကြအခုတည်င်းကြနယ်ဖက်တဲ့လူတွေဘယ်ရောက်တော့လဲအခုနိုင်ငံရေးပါတယ်နိုင်ငံရေးပါတယ်လူတိုင်းတနိုင်ငံလုံးနိုင်ငံရေးပါတယ်အားလုံးကနိုင်ငံရေးကြနယ်မှာမဖက်လို့ရှိရင်ဘာဖြစ်မလဲကျွန်တော်မသိပါဘူးကျွန်တော်တို့ဒီမှာအလုံးပေါင်းမြောက်များစွာပေါ်ဘူးတယ် အရင်တော့နှလုံးသုံးလုံးတနိုင်ငံလုံးကစားရယ်နောက်ပြောတော့မဟုတ်တနိုင်အခုဒီမှာရှိနေတဲ့လူအရွယ်ရောက်ပြီးဒါလူမှန်သမျှကျွန်တော်တို့အရွယ်မှန်သမျှနှလုံးသုံးလုံးအားလုံးကစားရယ်ပြီးတော့တလုံးဘော်လုံးဘက်ကိုလှည့်သွားတနိုင်ငံလုံးလှည့်သွားတယ်တယောက်လည်းလှည့်သွားတာမဟုတ်တော့တယောက်လည်းလှည့်သွားတာမဟုတ်ပြီးတော့ ਨੇ တနိုင်ငံလုံးဘီလီယံဘီလီယံထိုးကြတယ် နင်းမြေအစုံမှာနေရအစုံမှာဘီလျက်ခုံနေဖြစ်ကုန်ပြီးတာနဲ့ခောက်တီအော်ခောက်ခောက်ဆက်တစုံ350 60 350 600ဘာသူမှမဝင်နိုင်ဘူးဒါမဲ့ရက်ကွက်လမ်းပေးရအစကိုဖသာကိုလှုပ်တဲ့တစ်တာခောက်တယ်နဲ့ခောက်ရိုက်တယ်အဲ့တော့ကျွန်တော်ပြောတာဗမာလူမျိုးများတိရုပ်ဆန်တဲ့တူတယ် ဘာတစိကကအကုန်အယောင်ပြောင်းအခုအကုန်အယောင်ပြောင်းကုန်ညပြန်အရင်တော့ရှိနေတဲ့ဟာတွေမှန်သမျှအခုလည်းအကုန်အယောင်ပြောင်းပါကျွန်တော်ငငယ်တော့ဆိုလို့ရှင်ဒါလေ तू ဟိုခေဆက်ဆက်သင်ကြားလာတဲ့သင်ခန်းစာတွေကိုကျွန်တော်တို့ကကြည်လာရအောင်အဲ့တော့ကျွန်တော်တို့ကမပြောင်းချင်လည်းပြောင်းဒါဒါခွင့်ပြလို့ရှင်ဒါဝဲစုပြုံလို့ အာနှလုံးသားခင်မှာနှလုံးသားကိုခွင့်ပေးရဆိုတနိုင်ငံလို့အမလေးရေးတော်မှဖန်အောင်ပျော်စရာကောင်းလိုက်တာအာဒိုင်းညောထိုးသားတွေရောပျော်လိုက်တာဖမ်းပြီဆိုရင်မရှိတော့ဘူးနောက်တစ်ခုပြန်သွားတယ်ကျွန်တော်တို့ကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ငငယ်တော့ကကင်းကြီးပြည်နယ်မှာကျွန်တော်တို့နေနေစဉ်တော့ကျွန်တော်တို့အကြီးပြည်နယ်ပုံနဲ့တူတယ်လူတိုင်းကကရင်လူမျိုးတွေကညာတော်အဖြစ်သူတို့ကခလေးကိုမကြည့်နဲ့ မကြည့်နိုင်တဲ့အခါကျတော့ကျင်းနဲ့ကိုချက်ချပေးတယ်။မွေးလာတာနဲ့ဒီကလေးကိုသူရရှိမကြည့်နိုင်။မကြည့်နိုင်တဲ့အတွက်ကျင်းကိုကျင်းတစ်ခုတူးလိုက်တယ်။နှစ်ပေလေးပေပေါ့။အမြင့်လေးကနှစ်ပေလောက်ရှိတယ်။အကျဲကလေးပေလောက်ရှိတယ်။အဲ့ကျင်းနဲ့ကိုချပေးလိုက်တယ်။အဲ့ကလေးကဘာမှမိဘကဘာမှလှည့်ကြည့်စရာမလိုဘူး။မိဘကသမင်းချက်ချင်းချက် ဟိုကောက်ဆိုက်ချိန်ကြရင်စိုက်စဘာထောင်းချိန်ကြရင်ထောင်းဒီကလေးကိုလှည့်ကြည့်ကြရမလို့အဲ့ကလေးကအဲ့နှစ်ပေလေးပေကျင်းနေရဘယ်တော့မှမထွက်ဘူးစိတ်ချရတယ်ဒီကျင်းနေမှာပဲဒီကလေးရှိနေတယ်အဲ့ကလေးကလည်းသိစိတ်ချရတယ်ကျင်းနေမှာရှိရဟာမှန်သမျှအကုန်ကောက်စားပြီးအသက်ရှင်မသိဘူးပြီးအဲ့ကျင်းနေမှာလေးဘက်ထောက်တယ်အဲ့ကျင်းနေမှာပဲထားထိုင်ပြီးရင်အရွယ်ရောက်လာတဲ့အခါမှာ ူအဲ့ကျင်းတဲ့ရံကိုကုတ်တက်တယ်ပြီးတော့သူကလောကကြီးကိုကြည့်ဆိုတော့ကျွန်တော်တို့အားလုံးကကျင်းတဲ့အခြားခန္ဓာဒီတဲမှာပဲလေဘထောက်ဒီတဲမှာပဲမှောက်နေပါဘယ်တော့မှကျင်းပြိုတက်မကြည့်ပါကျင်းမြတက်ကြည့်လို့ရှိရင်မင်းအတွက်အန္တရာယ်အများကြီးရှိရယ်ဆိုတာမျိုးထားရတာပါဒါမဲ့အရွယ်ရောက်လာတဲ့နှစ်နှစ်သုံးနှစ်ตาခလေးကိုယ်တိုင်อ่ะ ီကျင်းနိုင်ရန်ကိုကုတ်တက်ပြီးကြည်ပါသူထိုင်နေဒီကျင်းထဲမှာရှိတဲ့ဟာသူ့အမေပကံချက်ချတာပဲအဲ့ပကံတွေဟာစားတယ်စားစရာမရှိအဲ့ဒီမြေကြီးစားတယ်သူ့ဘာသာသူစားစရာမရှိဒိုင်းထားထိုင်နေသူ့ဘာသာသူတင်လာတယ်ပြီးတာနဲ့ကျင်းနိုင်ရန်ကိုကုတ်တက်တယ်ကုတ်တက်ပြီးတော့သူမတ်တက်စမ်းတယ်နှစ်ပေပဲရှိတယ်သူ့ခေါင်းကိုလွတ်နေတယ် ကျင်းလေးတဲ့မှာသူအပြင်းကိုရှောက်ကြည့်သူမတက်စမ်းမအဲ့တော့မှသူကြည့်ပြီးတော့ဟောအပြင်းလောကမှာဓာရီရှိပါလားဒီလိုတွေဖြစ်နေပါပြီဓာရီလည်းရှိနေပါဆိုတဲ့အချိန်ကျမှသူကကျင်းပေါ်ကုတ်တက်တယ်ကုတ်တက်ပြီးတော့မှအပြင်းလောကရောက်တဲ့အချိန်မှာသူခဏစမ်းရတဲ့မတက်နဲ့သူလမ်းလျှောက်တက်ပါပြီနေရာတိုင်းကိုသူသွားတက်ပါပြီအဲ့တော့ ူသူ့မှာအခွင့်အရေးတစ်ခုရှိတယ်။နေရာဆိုသွားဖို့အခွင့်အရေးတစ်ခုရှိပါတယ်။အဲ့တော့ तू အရီချင်းနေရာနေတက်ပြီးတော့အမေမလို့ပါဘူးအဖေမလို့ပါဘူး။ तू သွားချင်တာသွားလို့ရပါတယ်။တခါတလေမှလဲအန်နေရနဲ့ကျုံပါတယ်။တခါတလေမှလဲအောင်မြင်မှုနဲ့ကျုံပါတယ်။အောင်မြင်မှုနဲ့ကျုံတဲ့အချိန်မှာပြောကြပါတယ်။ပြောပါတယ်။အဲ့ခလေးကပြောပါတယ်။အန်နေရနဲ့ကျုံတဲ့အချိန်မှာလဲ ငိုပါတယ်ဆိုတော့ကျွန်တော်အဖေကဝန်ထမ်းပါတသက်လုံးဝန်ထမ်းလုပ်ခဲ့ပါသူ့အဲ့တိုင်းပဲကျင်းနေခြားတာပါသူအဲ့ကျင်းနေမှာပဲပြောပါတယ်သူဘယ်တော့မှကျင်းနိုင်ရုံကြော်ပြီးတော့မကြည့်ခဲ့ဘူးပါပြီးတော့သူအဲ့ကျင်းနိုင်ရန်ကုတ်တက်ပြီးတော့တခြားနေရာကိုသွားဖို့ဘယ်တော့မှမစဉ်းစားခဲ့ဘူးပါဆိုတော့ ဒီတန်းမှာစัจจနေတဲ့လူလည်းပါမယ်စัจจနေတဲ့လူကသူ့မိသားစုအရေးနဲ့ချင်းနဲ့ချရတယ်လို့ပါဒီစัจจကမှမနေရဒီစัจจကမှရဲပန်းဒီစัจจကနဲ့မှအသက်မရှင်ရရင်ငါဘာမှလုဆရာမရှိဘူးလို့ထင်ပါဥမာဆိုပါတော့ကာသမတယောက်ကကာမမှုပဲသူ့စိတ်ထဲမှာရှိပါဒီကားမောင်းမယ် ဒီကမှမမောင်းရရင်ဒီကလာတစ်ခုခုဖြစ်သွားရင်ငါမိသားစုထမင်းအိုကွဲရကြီးရဒီလိုပဲတွေးပါတယ်ဝန်နှန်းတယောက်ကလည်းကျွန်တော်အဖေလိုဝန်နှန်းတယောက်ကလည်းသူရွရွပဲတွေးပါတယ်ငါဝန်နှန်းပဲဒီချင်းလေးတည်းမှာပဲငါပြောဒီကနေပြောငါဘယ်တော့မှထွက်လို့မရငါဒီကထွက်တော့လို့ရှိရင်ငါဘာလို့စားမလဲဘာမှလုစားလို့မရဘူးလို့သူ့ကိုယ်သူထင်ပါတယ်အမှန်တော့ကျွန်တော်ပြောသလိုပါပဲ ကျင်းမော်ကြုံမကြည့်ခဲ့ဘူးကျင်းနှခမ်းကိုတွေ့မတက်ခဲ့ဘူးပြီးတော့ကဘာလောကကိုလမ်းမလျှောက်ခဲ့ဘူးအဲ့တော့ကျွန်တော်အဖေကတက်တန်ကုန်တဲ့အထိဝန်နံမဲ့လွတ်သွားတယ်သူဘယ်တော့မှဘာဘူးမှမပြင်ခဲ့ဘူးပါအဲ့တော့ကျွန်တော်ဒီမှာလာနားထောင်နေတဲ့ပရိသတ်တွေလည်းចောင်းသားတွေလည်းပါရင်ပါမယ်အဲဝန်ထမ်းတွေလည်းပါမယ်နောက်ပြီးတော့အစည်းအဝေးလုပ်ငန်းရှင်တွေလည်းပါမယ် မယုံကြည်ပါကို့ခြေရခွက်လေးမှာပဲပြောစရာကောင်းတာမဟုတ်ပါဘူးကို့ချပြီးတော့တာကျင်းလေးတစ်ခုပါပဲကျွန်တော်တို့ဘယ်နေရာနဲ့မဆိုပြောလို့ရပါတယ်ကျွန်တော်တို့ကိုချပြီးတော့တာကျင်းလေးတစ်ခုပါအဲ့ကျင်းကနေပြီးတော့ကြော်ကြည့်ပါပြီးရင်တက်ကြည့်ပါပြီးရင်လမ်းလျှောက်ကြည့်ပါအဲ့ထက်ပူကျဲပြန့်တဲ့နေရာတွေအများကြီးရှိပါတယ် ကျွန်တော်တို့အားလုံးလည်းအခုလွတ်လပ်ပွင့်လင်တဲ့အချိန်ဖြစ်ပါပြီအဲဒီတော့အားလုံးကဒီကျင်းလေးရနေကိုယ့်ကိုချတာပြီးတဲ့ကျင်းလေးရနေပြီးတော့အားလုံးကိုကြော်ကြော်ကြည့်စေချင်ပါတယ်ဇာတိကျွန်တော်ဆက်ပြီးတော့ပြောပြပါမယ်တကယ်လို့ပြောမဆုမရှိရင်လည်းကျွန်တော်နည်းနည်းတော့ခွန့်လွှတ်ပေးပါဘေးရမဆို့ ခဏတော့လို့ပေါ့ကျင်းနဲ့ချတာတဲ့နေရာမှာပဲပြုံမှုပြုံမှုနေမှာဆိုရင်ကျွန်တော်တို့ဘဝဘလို့မှတာယာနိုင်မှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်မှကျွန်တော်ကြိုးစားလို့ရတဲ့ဂါဒစီရှိပါတယ်အဲ့ကလူလန်းလျှောက်တာပြတ်တော့ညံ့ပါတယ်ဖြစ်ဖြစ်ပဲသွားနိုင်မှာဒါမဲ့လူလန်းလျှောက်တာထက်သူများလန်းလျှောက်တာထက် မြန်အောင်သွားနိုင်တဲ့ကားစီးပဲလေကျွန်တော်အိုက်ကန်နဲ့ဘယ်နေရာမဆိုသွားလို့ရတာဒါပေမဲ့ကျွန်တော်တို့လမ်းထိပ်မှာဘာဖြစ်နေလဲဆိုတော့တလန်းမောင်းလန်းရှိတလန်းမောင်းလန်းဆိုတဲ့အော်လူတိုင်းသိပါလိမ့်မယ်ဒီနေရာမဝင်ရဘူးဟိုဘက်ကနေပြန်ပက်ပြီးတော့ထွက်ကျွန်တော်လမ်းကဒီတလန်းမောင်းလန်းမယ်ကျွန်တော်အိမ်ဝင်ဖို့အတွက်တလန်းမောင်းလန်းမယ်ပြီးတာကျွန်တော်သွားကြည့်ရင် ိုဘက်ကနေပတ်တော်လို့မရဒီလမ်းကိုပဲစောင်းဥမာခုနကျွန်တော်ပြောတဲ့အတိုင်းပါပဲကျွန်တော်ကတမန်လမ်းလျှောက်တာထက်ပူမြန်တဲ့လမ်းတစ်ခုရှိရဟိုယင်တစ်ခုရှိကျွန်တော်ကျွန်တော်ယင်လောက်တော့ကျွန်တော်မြန်မြန်သွားချင်တယ်ဒါပေမဲ့တလမ်းမောင်းလမ်းဆိုတဲ့ထုံးစံအတိုင်းပါပဲကျွန်တော်အရှိမတခုခုပိတ်နေကျွန်တော်ဘယ်ဟူမှမရောက်ပါဘူးဆိုကြပါတော့ကျွန်တော်အရှိမ မိသွေးကားကြီးတစ်ခါလေပိတ်နေတာကျဲဝါရယ်အဲ့မိသွေးကားကြီးကိုကျွန်တော်ဘလုံးမကြော်လို့မရပါဘူးသူ့အနောက်ကတော့လိုက်ရဆိုတော့ကျွန်တော်ကအဲ့မိသွေးကားထက်ပိုမြမြမောင်းနိုင်လို့ရှင်တော့ကြော်တော်လို့မရပါဘူးတစ်ခါလေကျရင်ရေသန့်တုံးနဲ့ရေလှဲလေးကျွန်တော်ကျုံရတယ်အဲ့အနောက်ကပဲကျွန်တော်လိုက်ရသူ့ဖာသာသူ့အဖြစ်ဖြစ်လေးတုံး ပြီးရေရေကဘိုးအိမ်မှာချဒီအိမ်မှာချကျွန်တော်ဘာမှမတက်နိုင်ပါဘူးသူ့အနောက်ကပဲကျွန်တော်လိုက်ရအောင်ကျွန်တော်ဆိုလိုတာကတော့တလန်းမောင်းလန်းဖြစ်လို့ရှိရင်ဥဆောင်သူကကောင်းရတယ်ဥဆောင်သူကမြ мян သွားရင်ကျွန်တော်တို့ကအနောက်ကနေမြ мян လိုက်လို့ရတယ်သူကပိတ်နေလို့ရှိရင်ကျွန်တော်တို့ရှေ့ဆက်လို့ဘလို့မှမဖြစ်နိုင်ဘူးတခါလဲအဲ့လမ်းမောင်းလမ်းမှာပါပဲဆိုတော့လူကြီးနှစ်ယောက်က အဖိုးကြီးနှစ်ယောက်ကနားလည်းမကြောက်သူတို့ကလမ်းကလေးကိုလည်းဖြည်းဖြည်းလေးရှောင်တယ်ကျွန်တော်မှသူ့ထက်မြန်တဲ့ကားရှိတယ်ဒါမဲ့ကျွန်တော်သူ့သူတို့ကြော်လို့မရပါဘူးသူတို့အနောက်ကပဲကျွန်တော်ဖြည်းဖြည်းလေးလိုက်ရပါတယ်အဲ့တော့ကျွန်တော်ရဲ့အချိန်လေးကျွန်တော်ရဲ့စိတ်ကူးလေးအလုံးဆုံးရှုံးပါ အမှန်တကယ်ဆိုလို့ရှိရင်တလန်းပေါင်းလန်းဖြစ်နေအရှိရလို့ကတော့မြန်မြန်တော့သွားတင်တယ်အဲ့တော့မှကျွန်တော်တို့ကနောက်လိုက်ပါပဲဥဆောင်ဖို့အခုနကဘုံညီမညို့လို့ပေါ့ကျွန်တော်သာတမနာဖြစ်ရင်ဆိုတော့စိတ်ကူမရှိပါဘူးသူတမနာဖြစ်ရင်ကျွန်တော်အနောက်ကလိုက်အဲ့သူမြန်မြန်သွားရင်တော့ကျွန်တော်အနောက်ကမြန်မယ်အတူရမသွားဘဲနဲ့အရှိအပိတ်ရနေဒီလမ်းမကောင်းဘူးကွာဒီလမ်းမကောင်းဘူးကွာသူလည်းမပြင်ပေဘူးကျွန်တော်လည်းဘယ်မှသွားစရာမရှိဘူး ဆိုတော့ကျွန်တော်စီမှာခုနပြောသလိုတခါလေကျန်လို့ရှင်လေလူတွေကိုကျွန်တော်အံ့ဩပါတယ်ဗမာဆိုရဲအမျိုးကတိတ်အံ့ဩဖို့ကောင်းတယ်တအားအံ့ဩဖို့ကောင်းတယ်ခုနကျွန်တော်ပြောတဲ့တရုတ်ဆက်လို့ပါပဲအယောင်ပြောင်းလဲသိမြန်ပါကျွန်တော်စီမှာကားတစ်စီးရှိတယ်ကျွန်တော်အရှိကနေပြီးတော့ကားမောင်းတယ်ဟိုလိုင်းကနှစ်စီးကပြိုင်သွားတယ်အပြိုင်မဲ့သွားနေကြတယ်သူတို့ပြန်သွားတာကျွန်တော်နဲ့မဆိုင်ပါဘူး ကျွန်တော်ကျွန်တော်လမ်းကိုကျွန်တော်သွားတယ်ကျွန်တော်ဖာသာကျွန်တော်ဖြည်းဖြည်းလေးသွားတယ်တနည်းအားကြတော့အဲ့ဒီကာတစီကအပြိုင်သွားတဲ့အရှိကပိတ်ရပါတယ်ဒုတိယကျွန်တော်ဖြစ်နေကျွန်တော်ကားကောင်းကသူ့ဘက်ကိုဟိုကြော်မလို့ခေါင်းတည်ထားတယ်အနောက်ကာတစီကလည်းသူ့အတိုင်းပဲသူတို့ပြိုင်နေတဲ့ကာနစီမို့လို့အနောက်ကနေလာထိုးရတယ် ထို့ရတော့ကျွန်တော်အရှိလည်းသွားလို့မရအောင်အနောက်လည်းဆုံးလို့မရအောင်အဲ့မှာအနောက်ကကားသမားကျွန်တော်ပြောတယ်ဆရာကြီးဒဇီလောက်ဆရာကြီးဒဇီလောက်ဆိုတော့ तू ကကျွန်တော်ကျွန်တော်သာထွက်လိုက်လို့ရှိရင် तू နဲ့ကျွန်တော်နဲ့ကားချင်းတိုက်မှာအဲ့မှာဆိုတော့ तू ကကျွန်တော်မထွက်အောင်ပြောတာဆရာကြီးဒဇီလောက်ဆိုတော့ကျွန်တော်ကြော်ပြရစီဆိုတော့အတိတ်ပဲပေါ့ဒါပေမဲ့ तू ပြောတဲ့မျက်နှာမှာအဲ့စပယ်ယာမျက်နှာမှာအတနာခန္ဓာလည်းမဟုတ်ပါဘူး ခွင့်ရအခွင့်ဥစ္စာပေါ့အတနာခံတာလည်းမဟုတ်ပါဘူးအမိတ်ပေးတာလည်းမဟုတ်ဘူးဆရာကျွန်တော်သွားမယ်နော်ဆိုတော့အမိတ်ပေးတာလည်းမဟုတ်ဘူးအတနာခံတာလည်းမဟုတ်ကျွန်တော်အနေနဲ့လည်းကျွန်တော်စဉ်းစားတယ်ဒီလူကိုကျွန်တော်ကားစီးနေရာပေးလိုက်လို့ကျွန်တော်ဘာဖြစ်မှာဘာမှမဖြစ်ပါဘူးကျွန်တော်ခကြီးကကျွန်တော်အေးအေးဆေးဆေးပါသူ့ကိုပြီးပြီးတော့ကြော်လိုက်ပါတယ်သူကကြော်သွားပါရှစ်ကားနဲ့သူကြော်တာနဲ့ရှစ်ကားကလည်းသူ့လိုပဲပြန်ထွက်ပါတယ် ကားနှစ်စီးပြန်ပြိုင်ရတယ်ပြန်ရတယ်သူတို့ဘာသာသူတို့ပြန်တယ်မှတ်တိုင်မှာပြန်ရကြတယ်ပြီးရင်ဒစီးကထွက်တယ်ဒစီးကအနောက်ကလည်းထွက်တယ်ကျွန်တော်လည်းမဆိုင်ပါဘူးကျွန်တော်ကကျွန်တော်အေးစစ်မောင်းတာတနည်းအားကြတော့အဲ့လိုပဲပြန်ဆုံးပါတယ်ရှေ့ကအဲ့လိုပဲပိတ်ကြတယ်ကျွန်တော်အနောက်မှာအနောက်ကအဲ့ဒီကားကလည်းဒီတိုင်းပါအဲ့မှာအဲ့ဒီစပယ်ရပါပဲခုနကစပယ်ရပါပဲကျွန်တော်ပြောတယ်ဆရာကြီးဒစီးလောက် သူရဲ့အတ္တမှာခုနတော့အတိုင်းပါပဲအမိတ်ပေးတာလည်းမဟုတ်ပါဘူးအတ္တနာခန္ဓာလည်းမဟုတ်ပါဘူးသူအခွင့်အရေးတစ်ခုပေးပါဆိုတဲ့အတ္တမျိုးပါကျွန်တော်ကသူ့အခွင့်အရေးပေးပါတော်ဇရိုက်ကလည်းဒီတိုင်းပဲကျွန်တော်ဘာမှလည်းနှုတ်မဆက်ဘူးဘာမှလည်းလက်မပြဒီတိုင်းပဲသွားပါကြော်သွားပါပြန်ပြီးတော့ကြော်သွားတယ်ပြီးတော့သူတို့ကမ်းစီး ပြန်ပြိုင်နေတယ်မှတ်တယ်လင်းကားတိုင်းအဲ့အတိုင်းကြုံရပါဘာကြောက်လဲဆိုတော့ကျွန်တော်ကကျွန်တော်အရှင်နဲ့ကျွန်တော်သွားတယ်သူတို့အလောတကြီးတက်တုတ်ရိုက်သွားတယ်ပြီးရင်လူရတဲ့နေရာမှာကြောက်ချောက်ရက်ပြီးတော့ဒီအတိုင်းပြန်လုတဲ့အတွက်ကျွန်တော်နဲ့၄၅ချိန်ကျုံပါအဲ့မှာနောက်တစ်ချိန်ကြတော့မှကျွန်တော်ကအဲ့နောက်တစ်ချိန်ကြတော့မှဘာဖြစ်လဲဆိုတော့ကျွန်တော်က အဲ့ကားနှစ်စီးလုံးရဲ့အနောက်မှာဖြစ်နေပါတယ်အရှိအကားစီးရပိတ်ရနေတယ်အနောက်ကားစီးရကျွန်တော်အတိုင်းပဲကြော်မလို့လုံနေတယ်ကျွန်တော်အနောက်ဆုံးမှာဖြစ်နေတယ်အဲ့မှာကျွန်တော်တို့အခွင့်ရခုနကကျွန်တော်အချင်းကြီးအခွင့်ရတောင်းခဲ့တဲ့စပယ်ရာကိုပဲကျွန်တော်တကြိမ်နေတော့အခွင့်ရတောင်းပါတယ်အကိုကြီးတစည်းလောက် ဆိုတော့ expert อ่ะကျွန်တော်လုံးဝလှည့်မကြည့်ပါဘူးရမယ်ရမယ်ဘယ်သူလိုက်မလဲဘယ်သူလိုက်မလဲလိုက်ချင်တက်ကားချောင်းတယ်ကျွန်တော်လှည့်မကြည့်တော့ပါဘူးစဉ်းစားကြည့်ပါကျွန်တော်ဒီလမ်းလေးတစ်ခုမှာတော့သူ့အချင်းကြီးအခွင့်အရေးပေးခဲ့တယ်ကျွန်တော်ရတဲ့အခွင့်အရေးမှန်သမျှသူ့ကြောသွားပါကြောသွားပါသွားပါအခွင့်အရေးပေးခဲ့တယ်သူ့အခွင့်အရေးတစ်ချိန်မှရတယ် ဲ့ဒါ तू ကျွန်တော်ခွင့်မပေးဘူး तू မသိချင်အောင်ဆောင်းတယ်ဆိုကြပါတော့ကျွန်တော်တို့ကဒီတိုင်းပြောနေလို့ရှိရင်ဘာမှ तू ဆမ်းမမဟုတ်ပါဘူးအဲ့ဒီစပယ်ရလို့လူမျိုးသားနိုင်ငံတော်မှာလူကြီးတနေရာရရလို့တော့ဘသူမှခွင့်ပေးမှာမဟုတ်ပါဘူးနေရာလဲဖယ်ပြီးမှမဟုတ်ပါဘူး လောကမှာကျွန်တော်နားလည်ရတဲ့လူနှမျိုးပဲရှိပါတယ်လူကောင်းနဲ့လူဆိုးပါလူကောင်းဆိုတာအရာရောညှို့လင်းထားတယ်ကိုယ်စိတ်ထဲမှာညှို့လင်းချက်တွေအများကြီးရှိနေတယ်လူကောင်းမျိုးပါပဲလူဆိုးတစ်မျိုးခဏတော့လို့ပေါ့အခွင့်အရေးယူမယ်ပြီးရင်သူမြောင်းကိုအခွင့်အရေးပြန်မပေးဘူးဆိုတော့လူဆိုးမျိုးပါပဲဆိုကြပါတော့လူကောင်းဆိုတာကိုယ့်ဘာသာကိုယ်ကောင်းတယ် ကိုတယောက်တည်းအတွက်ကောင်းတယ်ကိုပတ်ဝန်းကျင်အတွက်ကောင်းတယ်ကိုမိသားစုအတွက်ကောင်းတယ်လူကောင်းပါတယ်အမျိုးမျိုးရှိပါတယ်ကိုနိုင်ငံတော်အတွက်ကောင်းတယ်လူကောင်းပါလူဆိုးဆိုတာရှင်းပါအဲ့တိုင်းပါပဲလူဆိုးမှလည်းအမျိုးမျိုးရှိပါတယ်ကိုကိုကိုဆိုးတယ်ကိုမိသားစုကိုဆိုးတယ်ကိုပတ်ဝန်းကျင်ကိုဆိုးတယ်ကိုနိုင်ငံကိုဆိုးနေတယ်လူဆိုးပါလူနှမျိုးပဲရှိပါတယ် အခုဒီမာလာနားထောင်နေတဲ့ပရိသတ်ကျွန်တော်တို့လည်းအချိန်သိမရအောင်ဆရာကျွန်တော်တို့လည်းလာတဲ့အချိန်တအားနောက်ကျတဲ့အတွက်ကျွန်တော်အနေနဲ့လည်းအများကြီးမပြောချင်ပါဘူးကိုကိုကိုကောင်းတဲ့လူကောင်းကိုမိသားစုကိုကောင်းတဲ့လူကောင်းကိုပတ်ဝန်းကျင်ကောင်းတဲ့လူကောင်းကိုနိုင်ငံကိုကောင်းတဲ့လူကောင်းလေးတွေဖြစ်ပါလေကိုကိုကိုဆိုးတဲ့လူဆိုကိုပတ်ဝန်းကျင်ကိုဆိုးတဲ့လူဆိုကိုမိသားစုကိုဆိုးတဲ့လူဆိုကိုနိုင်ငံတော့ ဆိုးတဲ့လူစုတွေမဖြစ်ပါသေးဘူး။လောကမှာအရာလေးမျိုးပဲရှိပါတယ်။အေးအေးမြဆိုတာမေတ္တာပါပဲ။မေတ္တာသည်အေးရာခသည်အပူရက်အမြင့်ဒီမာနအရှိသည်တန်တရာ။တန်တရာဘယ်လောက်ရှိလဲကျွန်တော်တို့မသိပါဘူး။မေတ္တာတရားအေးမြတယ်ဆိုတာလူတိုင်းသိပါတယ်။ရာခပူလောင်တဲ့လူကျင်တာလူတာထက်ကိုပူပိုင်ဆိုင်ကျင်ကြတယ်ဆိုတာလူတိုင်းသိပါတယ်။အသက်ကပင်စင်ယူပြီး အလုတ်ကပင်စင်မယူသေးဘူးဘာလို့လဲဆိုတော့ပိုင်ဆိုင်စရာအများကြီးကြံသေးတယ်အဲ့တော့ငါပင်စင်မယူနိုင်သေးဘူးအဲ့လိုမျိုးတွေလည်းအများကြီးရှိပါအမြင့်သည်မာနမာနဘလုံးမာနထပ်ဖို့မြင့်သွားရင်ဘဝင်ဖြစ်သွားပါတယ်ဘဝင်မြင့်သွားတယ်ဘဝင်မြင့်သွားတယ်ဆိုတာကတော့လူတိုင်းသိပါတယ်အစီအစီတန်တရားတန်တရားဘလောက်စီလဲကျွန်တော်တို့မသိပါဘူးတန်တရားခီးဘလောက်ကျွန်တော်တို့ခီး ရှောက်ပြီးပြီလည်းမသိပါဘူးရှင်းဘဝကျွန်တော်တို့ကုသိုလ်ဘာလုပ်ခဲ့လဲမသိဘူးနောက်ဘဝမှာကျွန်တော်တို့ဒီတန်တရာခီးဘယ်လောက်ရှောက်အောင်လဲမသိဘူးဒါပေမဲ့ကျွန်တော်တို့သိတာကတော့ဒီနေ့မှာကျွန်တော်တို့ရှောက်နေတာတန်တရာခီးပါဘူးတနေ့ကြော်ဝါအသက်တည့်ကြီးသွားတာနဲ့ကျွန်တော်တို့တန်တရာခီးကိုတည့်ရှောက်ပြီးသားဖြစ်သွားတန်တရာခီးနည်းနည်းလေးတိုးသွားပါတယ်အဲ့တော့နေ့စဉ်ရှောက်နေရတဲ့တန်တရာခီးမှာကျွန်တော်တို့ကဘာဖြစ်လို့ ယာကပိုင်းဆိုင်လုံမှုတွေ ਨੇ ဘာဖြစ်လို့ကြီးနောင်နေကြမှာလဲကျွန်တော်တို့မေတ္တာတရား ਨੇ ဘာလို့မနေနိုင်ကြမှာဘာဖြစ်လို့အမြင့်ဉာဏ်ဘာဖြစ်လို့ဘဝင်နေမြင့်နေကြမှာလဲပိုင်းဆိုင်လုံမှုဆိုတာဘာမှမဟုတ်ပါဘူးကျွန်တော်တို့အလုံးမေတ္တာတရား ਨੇ နေလို့ရှင်တော့ပို့ပြီးတော့ကောင်းတဲ့ဘဝကြီးဖြစ်မှာပါအဲ့တော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့အားလုံးကမေတ္တာတရားနဲ့နေတာတော့ပို့ပြီးတော့အေးချမ်းပါပါပန်းစလုံမှုတွေအားလုံးတွေ ထားလိုက်ပါခုနတော့လို့ကျင်းလေးလေးတည်းမှာပဲရှင်းတမ်းမနေပါနဲ့အပြင်းအထွက်ကြည့်ပါကျွန်တော်တို့မှာကြီးစရာအများကြီးရှိပါတယ်ကျွန်တော်တို့အခုပွင့်လင်းတဲ့ခစ်ဖြစ်တဲ့အတွက်အလိုချင်းအပြင်းဘက်ကိုထွက်ကြည့်ပါအဲ့ဒါကိုလေဘုရားဘာသာမြန်မာလူမျိုးဖြစ်တဲ့အတွက်မြစ်တာတရားနဲ့ကြည့်ပေးကြပါကျွန်တော်တို့အားလုံးမေတ္တာတရားနဲ့ကြည့်မှဆိုရင်အားလုံးအတွက်အေးချမ်းမှလို့ထင်ပါတယ်ကျွန်တော်အနေနဲ့ပြောချင်တာတော့ဘလောက်ပါလဲကျေးဇူးတင်ပါတယ်